အမေရိကန်ကိုစိန်ခေါ်မိတာကြောင့်အုတ်ချုပ်ရေးရန်ရဲပြတ်တဲ့အထိအကျိုးဆက်တွေကိုရင်ဆိုင်ရတော့မယ်အီရန်စစ်ပွဲကြီးစားဖို့တိတ်တိတ်ကလေးပဲလူတော့တဲ့အရှိအလေပိုင်းကအခြေအနေအစ္စရေးနဲ့အီရန်တို့အကြတိုက်ပွဲတွေပြင်းထန်လာတာကြောင့်အရှိအလေပိုင်းဟာဗယံပရာအခြေအနေကိုရောက်လွန်နေပါဖြစ်နေပါတယ်အစ္စရေးဂျက်လီရင်တွေကတီဟီရန်နဲ့ရှီရက်စ်မြို့တွေမှာရှိတဲ့အီရန်ရဲ့နျူကလ িয়ার နဲ့စီးရီးစခန်းတွေကိုတိုက်ခိုက်ခဲ့ပြီး ထိတ်တန် IRGC Iran တော်လှန်ရေးအစောင့်တက်တမှုတွေနဲ့ဗိုလ်ချုပ်နှစ်ဦးကိုလည်းထပ်မံတက်ဖြတ်ခဲ့ပါတယ်။ Iran ကလည်းပြန်လည်လက်တုံပြန်ခဲ့ပြီး Tel Aviv နဲ့ Haifa မြို့တွေကိုဒုံးကျည်နဲ့ drone တရာကျော်ပစ်လွတ်ခဲ့ရမှာအနည်းဆုံး10ဦးသေဆုံးပြီးနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။ American ပြည်ထောင်စုကလည်း Israel ကိုထောက်ခံဖို့နဲ့ Tehran ကိုဖိအားပေးဖို့အတွက်စစ်သည်မော်တွေနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုပို့ဆောင်ပြီးသူရဲ့စစ်အင်အားတွေကိုတိုးမြင့်နေပါတယ်။ ဒီပရိပကဟအလင်းအမြန်တတ္တမန်ကြီးအရာဆောင်ရွက်မှုတွေမရှိဘူးဆိုရင်ဒေတာတစ်ခုလုံးကိုစစ်ပွဲတွေဆွဲသွင်းသွားနိုင်ပါတယ်။မကြသေးခင်က ထုတ်ပြန်ခဲ့တဲ့ AP News ရဲ့သတင်းအရ American ပြည်ထောင်စုဟာတင်းမာမှုတွေမြင့်တက်လာတာကိုရင်ဆိုင်ဖို့နဲ့အီရန်ကိုပြက်ပြက်သားသားတတိပေးဖို့အတွက်အရှိအလေပိုင်းမှာသူ့ရဲ့စီရင်အင်အားကိုတိတိတတ်တတ်တိုးမြင့်ခဲ့ပါတယ်။ထောင်ပေါင်းများစွာသော American စစ်သည်တွေဟာ Patriot နဲ့ THAAD လိုမျိုး ခင်မီဒုံးကြီးကာကွယ်ရေးစနစ်တွင်အတူဒီဒေတာတွေကိုရောက်ရှိလာခဲ့ပါတယ်။ဒီစစ်ရင်အားစုတွေဟာအစ္စရေးကိုအီရန်နဲ့သူ့ရဲ့မဟာမိတ်အဖွဲ့တွေကပြစ်လွတ်တဲ့ဒုံးကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ရည်ရွယ်ပါတယ်။ American City 4000ကနေ4300အထိဟာ Iraq, Syria နဲ့ Jordan တရှောင်းမြေတဲပင်လယ်နဲ့ Persian ပင်လယ်ကရည်တက်သင်းမောတွေပေါ်မှာတက်ဆွဲထားပါတယ်။ဒီလိုအင်အားအများပြားချထားမှုဟာဒေသကိုမတည်ငြိမ်စေမဲ့အနေရရှိတဲ့အခြေအနေကို ဝါရှင်တန်ရဲ့အရေးပေါ်တုံ့ပြန်မှုကိုထင်ဟပ်နေပါတယ်။အခုဖြစ်နေတဲ့အခြေအနေကဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကို American ကာကွယ်ရေးဌာနပင်တဂွန်ရဲ့ဆုံးဖြတ်ချက်ကနေရှင်းရှင်းလင်းလင်းသိသာနေပါတယ်။သူတို့က USS Nimitz လေယာဉ်တင်သင်္ဘောကြီးကိုအရှိအလေပိုင်းဘက်ကိုရုတ်တရက်လမ်းကြောင်းပြောင်းခိုင်းလိုက်ပါပြီ။မူလကတော့ Nimitz ဟာ Vietnam မှာရန်နာဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအစီအစဉ်ကိုဖျက်သိမ်းပြီး Asia Pacific ဒေသကနေအရှိအလေပိုင်းကိုဦးတည်လိုက်တာဟာ အရေးပေါ်အခြေအနေတရက်ကိုပြသနေတာပါပဲဒီလိုလို့ရက်ကဘာကိုပြသတယ်လဲဆိုတော့ဝါရှင်တန်ဟာအီရန်ရဲ့ကျူးကျော်မှုတွေကိုတံပြန်တာကိုတခြားကမ္ဘာလုံးဆိုင်ရာကိစ္စတွေဂရိကဝတ်တွေထပ်ပို့ပြီးဦးစားပေးနေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာပါနီမစ်လို့ကြီးမားတဲ့လေရင်တင်တင်မောတစီကိုဒီလိုရုတ်တရက်လမ်းကြောင်းပြောင်းတာဟာတာမန်ကိစ္စမဟုတ်ပါဘူးဒါဟာအရင်အမြင့်တွေအများကြီးတုံးရပြီးအချိန်လဲအများကြီးယူရတဲ့လုပ်ရက်ဖြစ်ပါတယ်ဒါပေမဲ့ American အနေနဲ့ဒီလိုလုပ်တာက အီရန်ရဲ့ချင်းချောင်းမှုကဘယ်လောက်အရေးကြီးပြီးအန္တရာယ်ကြီးနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။လေရင်တင်တင်းမောပေါ်မှာခင်မိလေရင်တွေအများကြီးပါဝင်တယ်လို့ကာကွယ်ရေးစနစ်တွေလည်းအပြည့်အစုံတက်ဆင်ထားပါတယ်။ဒါတွေကတိသာထင်ရှားတဲ့စည်ရင်အားကိုပေါင်းထည့်ပေးလိုက်တယ်လို့ပါပဲ။ဒီလိုနေရာချထားမှုဟာရိုးရိုးရှင်းရှင်းထောက်ပံ့ပို့ဆောင်ရေးကိစ္စသက်သက်မဟုတ်ပါဘူး။ဒါဟာမတည်ငြိမ်တဲ့ဒီဒေတာမှာသူ့ရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့နဲ့ ထိန်းချုပ်မှုကိုထိန်းသိမ်းထားဖို့ရည်ရွယ်ချက်ကိုရဲရဲဝံ့ဝံ့ဖော်ပြလိုက်တာပါဒီစင်အားတိုးချထားမှုဟာအီရန်ကိုတကယ်ကိုပြင်းထန်တဲ့သတင်းစကားပေးပို့နေပါတယ်အမေရိကန်ဟာအခြေအနေတွေပိုဆိုးလာရင်ပြက်ပြက်သားသားကြားဝင်ဆောင်ရွက်ဖို့အဆင်သင့်ရှိနေတယ်ဆိုတာကိုပြသလိုက်တာပါဒီလိုအင်အားပြတာရဲ့ရည်ရွယ်ချက်ကတော့အီရန်ရဲ့စီးရဲဩဇာကိုတိုးချဲ့နိုင်စွမ်းကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်အထူးသဖြင့်ဟာမတ်စ်နဲ့တခြားစစ်သွေးကြောအဖွဲ့တွေကိုအီရန်ကထောက်ခံနေတဲ့ကိစ္စတွေကြောင့်ပါ ထောင်ပေါင်းများစွာသောစစ်တီတွေနဲ့ခိမီကာကွယ်ရေးစနစ်တွေကိုချထားခြင်းဖြင့်အမေရိကန်ဟာအီရန်ကိုနောက်ထပ်ရန်စမှုတွေမလုပ်ဖို့အတွက်အနီရောင်မြင်းကန့်သက်ချက်တစ်ခုကိုဆွဲလိုက်ပြီလို့ပြောလို့ရပါတယ်။ဒီစစ်စင်ရေးရဲ့အတိုင်းအတာကတော်တော်ကြီးပါတယ်။နိုင်ငံပေါင်းများစွာကစစ်စခန်းတွေနဲ့အရေးပါတဲ့ရေပိုင်နက်တွေမှာရည်တက်အင်အားစုတွေပါဝင်နေတာကိုကြည်ချင်းအဖြစ်အရှိအလေပိုင်းမှာသူ့ရဲ့ဩဇာကိုဆက်ထိန်ထားဖို့ဝါရှင်တန်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ အရင်တုန်းကအမေရိကန်ရဲ့စစ်အင်အားဖြန့်ကျက်မှုတွေကဒေတာရင်းတည်ငြိမ်ရေးကိုပိုပြီးအာရုံစိုက်ခဲ့ပါတယ်။ဒါပေမဲ့အခုအင်အားဖြန့်ကျက်မှုကတော့အီရန်ရဲ့ကျူးကျော်တဲ့လုပ်ရက်တွေကိုတိုက်ရိုက်တုံ့ပြန်တာဖြစ်ပါတယ်။ဒါကအမေရိကန်ဟာအစ္စရေးရဲ့ကာကွယ်ရေးကိုအားဖြည့်ယုံတယ်မကပဲတင်းမာမှုတွေမြင့်တက်လာတဲ့နောက်ခံမှာသူ့ရဲ့မဟာပြူဟာမြောက်အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်လည်းလှုပ်ဆောင်နေတယ်ဆိုတာကိုပြသနေပါတယ်။ဒီလိုကြီးမားတဲ့စစ်အင်အားစုတွေနဲ့ ခင်မီနီးပညာတို့ရဲ့တည်ရှိမှုကအီရန်ကိုနောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ဖို့ဟန်တားဖို့ရည်ရွယ်ပါတယ်။ဒါတွေကတိုက်ရိုက်တိုက်ခိုက်တာပဲဖြစ်ဖြစ်သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကနေတဆင့်တိုက်ခိုက်တာပဲဖြစ်ဖြစ်ပါ။ဒီမဟာဗျူဟာမြောက်လှုပ်ဆောင်မှုဟာအီရန်ရဲ့ရွေးချယ်စရာတွေကိုကန့်တတ်ဖို့အမေရိကန်ရဲ့အင်အားကြီးမားမှုနဲ့ထိတ်တိုက်ရင်ဆိုင်ရတဲ့အခါသူ့ရဲ့စည်ရေးရည်မှန်းချက်တွေကိုပြန်လည်စဉ်းစားဖို့တွန်းအားပေးတဲ့တွက်ချက်မှုတစ်ခုကိုထင်ဟပ်နေပါတယ်။ပြောချင်တာကတော့ အမေရိကန်ဟာဒီပဋိပက္ခကိုဘလောက်အထိအလေးအနက်ထားလဲဆိုတာကို Nimitz လို့လေရင်တင်တင်မောကြီးကိုလမ်းကြောင်းပြောင်းပြီးတက်တည်ပြလိုက်တာပါပဲ။ဒါဟာအီရန်ကိုရှင်းရှင်းလင်းလင်းသတိပေးလိုက်တာဖြစ်ပြီးဒေသတွင်းမှာအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့သူတို့ဘလောက်အထိဆုံးဖြတ်ထားလဲဆိုတာကို ပြသနေပါတယ်။အမေရိကန်ရဲ့စီးရီးတီရှိမှုတိုးမြင့်လာတာဟာအီရန်ကို ပြက်ပြက်သားသားကြားဝင်ဆောင်ရွက်ဖို့အမေရိကန်ရဲ့အသင့်ရှိနေမှုကိုပြသတဲ့အစွမ်းထက်တဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။ ဒီဖြန့်ကျက်မှုဟာအီရန်ရဲ့စီးရေးဩဇာကိုချဲ့ထွင်နိုင်စွမ်းကိုထိန်းချုပ်ဖို့ရည်ရွယ်တာဖြစ်ပြီးအထူးသဖြင့်ဟာမတ်စ်နဲ့အခြားစစ်သွေးကြွအဖွဲ့တွေကိုထောက်ခံနေတဲ့အတွက်ကြောင့်ပါထောင်ပေါင်းများစွာသောစစ်တီတွေနဲ့ခေမီကာကွယ်ရေးစနစ်တွေကိုခြားထားခြင်းဖြင့် American ဟာအီရန်ကိုနောက်ထပ်ရန်စမှုတွေမလုပ်ဖို့တတိပေးတဲ့အနေနဲ့အနီရောင်မြင်းတစ်ခုကိုဆွဲထားပါတယ်နိုင်ငံပေါင်းများစွာကစစ်စခန်းတွေနဲ့မဟာပြူဟာမြောက်ရေပိုင်နက်တွေမှာရေတပ်အင်အားစုတွေပါဝင်တဲ့ဒီစစ်စင်ရေးရဲ့အတိုင်းအတာဟာ အရှိအလေပိုင်းမှာသူ့ရဲ့ဩဇာကိုထိမ့်သိမ့်ဖို့ဝါရှင်တန်ရဲ့ဂရီကဝတ်ကိုမိမောင်းထိုးပြနေပါတယ်။အရင်ကဒေတာတွေတည်ငြိမ်ရေးကိုအာရုံစိုက်ခဲ့တဲ့ဖြန့်ကျက်မှုတွေနဲ့မတူဘဲဒီအင်အားဖြန့်ကျက်မှုဟာအီရန်ရဲ့ကျူးကျော်တဲ့လုပ်ရက်တွေကိုတိုက်ရိုက်တုံ့ပြန်တာပဲဖြစ်ပါတယ်။အမေရိကန်ဟာအစ္စရေးရဲ့ကာကွယ်ရေးကိုအားဖြည့်ယုံတယ်မကပဲတင်းမာမှုတွေမြင့်တက်လာတဲ့နောက်ခံမှာသူ့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားကိုကာကွယ်ဖို့လည်းလှုံ့ဆော်နေပါတယ်။ခင်မီနီးပညာတွေရဲ့အထောက်အပံ့နဲ့ ဒီလိုကြီးမားတဲ့အင်အားစုရဲ့တည်ရှိမှုဟာအီရန်ကိုတိုက်ရိုက်ဖြစ်စေသူ့ရဲ့မဟာမိတ်တွေကနေတဆင့်ဖြစ်စေနောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ဖို့ဟန်တားတဲ့သဘောမျိုးပါလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဟာလည်းတော်တော်ကိုရှုပ်ထွေးပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်အမေရိကန်ပြည်ထောင်စုဟာအီရန်ရဲ့ဩဇာကိုလျှော့ချဖို့အတွက်စစ်ရင်အားကိုအကြီးအကျယ်တိုးမြှင့်ချထားနေပါတယ်ဒါဟာရိုးရိုးကာကွယ်ရေးအတွက်ကြီးပဲမဟုတ်ပါဘူးအရှိအလေပိုင်းဒေသတစ်ခုလုံးမှာအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက် ပိုပြီးကျယ်ပြန့်တဲ့မဟာပြူဟာတရက်ကိုချမှတ်ပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ American ပြည်တော်စုဟာအရှိအလေပိုင်းဒေတာစီကိုခင်မီလက်နက်တွေနဲ့စစ်တီအင်အားအများအပြားကိုပို့ဆောင်ချထားလိုက်ပါပြီ။ဒီလိုပို့ဆောင်ချထားတဲ့စစ်အင်အားတွေထဲမှာဘာတွေပါဝင်လဲဆိုတော့ပထမဆုံးအနေနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေပါ။ Patriot PAC-3 နဲ့ THAAD လိုမျိုးခင်မီဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အကွာအဝေးရှိရေဒါကွန်ရက်တွေနဲ့အတူနေရာချထားပါဗျ။ ဒီစနစ်တွေဟာအီရန်ကအစ္စရေးဘက်ကိုပြစ်လွတ်ခဲ့တဲ့ပေဒိန်းဒုံးကျည်တွေကိုအောင်မြင်စွာကြားဖြတ်ဟန်တားနိုင်ခဲ့လို့သူတို့ရဲ့အစွမ်းထက်မှုကိုလက်တွေ့ပြသပြီးတာပါဂျော်ဒန်နဲ့ဆော်ဒီအာရေဗီယာလိုမဟာပြူဝမြောက်နေရာတွေမှာဒီစနစ်တွေကိုခြားထားခြင်းအပြင်ဒေတာရင်းကိုပုံမကာကွယ်ပေးနိုင်တယ်လို့အီရန်ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုလည်းတိတိတတ်တတ်ကန့်သက်ထားနိုင်ခဲ့ပါတယ်။ဒါဟာတီရန်အနေနဲ့လွယ်လွယ်ကူကူလက်မလွန်မိအောင် ထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒုတိယအနေနဲ့အစွမ်းထက်တဲ့ရေတပ်အင်အားကိုလည်းဖြန့်ကျက်ထားပါတယ်။ USS Thomas Hunter လိုမျိုးခင်မီဖြတ်သင်းမောတွေကိုအရှိမြေတဲပင်လယ်မှာနေရာချထားလိုက်ပါပြီ။ဒီသင်းမောတွေမှာအစစ်မြစ် Aegis Radar စနစ်တွေတပ်ဆင်ထားပြီးဒုံးကျည်တိုက်ခိုက်မှုတွေကိုကာကွယ်ရမှာထိရောက်မှုရှိတယ်ဆိုတာလဲပင်လယ်နီမှာရခင်ကဟူတီရဲ့ပြစ်မှတ်တွေကိုချေမိုးနိုင်ခဲ့တာကနေသိနိုင်ပါတယ်။ Israel ကန်ယူဒန်နားမှာတက်ဆွဲထားတာကလည်းကန်ယူဒန်စီကိုဝင်လာမဲ့ချင်းချောက်မှုတွေကိုဟန်တားဖို့နဲ့ အရေးကြီးတဲ့ပင်လယ်ပြင်လမ်းကြောင်းတွေကိုကာကွယ်ဖို့ဖြစ်ပါတယ်။ဒါဟာအီရန်ရဲ့ဒေသတွင်းရီမန်းချက်တွေကိုတိုက်ရိုက်ဆင်ခေါ်လိုက်တဲ့သဘောပါပဲ။ဟန်ဒါလိုမျိုးရေတပ်အင်အားစုတွေကိုမဟာပြူဝမြောက်နေရာချထားခြင်းအပြင်တီရန်အပေါ်ဖီအားတွေတိုးလာစေပြီးမြည်သည့်ကျူးကျော်လုံရက်ကိုမဆူချက်ချင်းတုံ့ပြန်ခံရမယ်ဆိုတာသတိပေးနေပါတယ်။တတိယအနေနဲ့လေတပ်အင်အားပါ။ American လေတပ်က F-15E Strike Eagle နဲ့ F-35 Lightning II လိုမျိုး ခင်မီတိုက်လေရင်တွေကိုလည်းဒေတာတွေကိုဆေလွတ်ထားပါတယ်အဲ့ဒီလေရင်တွေဟာမြန်ဆန်ပြီးပုံကွယ်နိုင်စွမ်းရှိတာကြောင့်ကောင်းကင်ယမပြိုင်ဘက်ကင်းလေချောင်းလွှမ်းမိုးမှုအတွက်အာမခံနိုင်ပါတယ် KC135 နဲ့ KC46 စီဖြစ်လေရင်အစီး30ရဲ့အကူအညီနဲ့ဒီဂျက်လေရင်တွေဟာဒေတာတလျှောက်ပြင့်မှတ်တွေကိုအဆက်မပြတ်တိုက်ခိုက်နိုင်တယ်လို့လေပိုင်နက်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဒါရီယာအစ်စရေးကိုကာကွယ်ရုံတင်မကပဲ အီရန်ကိုဒုံးကျည်ဒါမှမဟုတ် drone တွေနဲ့တိုက်ခိုက်နေတာတွေကိုထပ်မလုပ်ဖို့တတိပေးတဲ့ဟန်တာမှုတစ်ခုအဖြစ်လဲဆောင်ရွက်ပါတယ်။တပ်ဖွဲ့တွေကိုလည်းအသင့်ပြင်ထားပါတယ်။40 Liberty က 82nd Airborne Division ရဲ့ထိပ်တန်း unit တွေနဲ့ Marine Corps အဖွဲ့တွေဟာလိုအပ်ရင်လှုပ်ဆောင်ဖို့အသင့်ရှိနေကြပါပြီ။သူတို့ကကောင်းကောင်းလေ့ကျင့်ထားပြီးအခြေအနေပိုဆိုးလာရင်အထူးစစ်ဆင်ရေးတွေဒါမှမဟုတ်အရေးပေါ်ရွှေ့ပြောင်းမှုတွေအတွက်လျင်မြန်စွာပြန့်ကျက်နိုင်စွမ်းရှိပါတယ်။ ဒီတပ်ဖွဲ့တွေကိုအီရန်ရဲ့ဩဇာကို တုံ့ပြန်ဖို့အထူးသဖြင့်သူ့ရဲ့ကိုယ်စားလှယ်စစ်သွေးကြွတွေကိုထိန်းချုပ်ဖို့အတွက်အထူးပြုလေ့ကျင့်ပေးထားပါတယ်။ဒီလိုဗတ်စုံသုံးနိုင်တဲ့အင်အားစုတွေကိုနေရာချထားခြင်းအပြင်အမေရိကန်ကမြေတီတင်းမာမှုမျိုးကိုမဆိုလက်ရောညီတွေဖြစ်အောင်လှုပ်ဆောင်ဖို့အတွက်သူကအသင့်ရှိနေတယ်ဆိုတာကို ပြသပြီးတီဟီရန်ကိုမဟာပြူဟာမြောက်ထိန်းချုပ်မှုကိုပိုပြီးကင်လှုပ်လာပါတယ်။ဘာကြောင့်ဒီလိုစင့်အားချထားရတာလဲ။ပြောရရင်တော့ဒီစင့်အားတွေအများပြားချထားလိုက်တာက အီရန်ကိုစိတ်ပိုင်းဆိုင်ရာအရာအကြီးအကျယ်ဖိအားပေးဖို့ပါပဲ။ဒုံးကြီးကာကွယ်ရေးရည်တက်လီချောင်းနဲ့မြေပြင်တပ်ဖွဲ့တွေပေါင်းဆက်ပြီးအလွန်အင်အားကြီးမားမှုကိုပြသနေတာကအီရန်အနေနဲ့ဘာမဆိုမလုပ်ခင်နှခါပြန်စဉ်းစားမိအောင်ဖန်တီးပေးထားပါတယ်။ဒါဟာအီရန်ရဲ့စီးရီးရီမန်းချက်တွေကိုကန့်တတ်ဖို့အမေရိကန်ရဲ့အင်အားကိုရင်ဆိုင်ရတဲ့အခါသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပြန်သုံးတတ်ဖို့တွန်းအားပေးတဲ့မဟာဗျူဟာမြောက်လှုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။အမေရိကန်ရဲ့မဟာဗျူဟာကရိုးရှင်းပါတယ် အီရန်ကပဋိပက္ခကိုချဲ့ထွင်ဖို့ကြိုးစားမှုတိုင်းကိုလျင်မြန်ပြီးပြက်ပြက်သားသားတုံ့ပြန်မယ်ဆိုတာကိုပြသဖို့ပါပဲဒီစင်အားဖြန့်ကျက်မှုကအီရန်ရဲ့စီးရီးရီမန်းချက်တွေကိုထိန်းချုပ်ဖို့နဲ့အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်တွက်ချက်ထားတဲ့ကြိုးပမ်းမှုတစ်ခုကိုတင်ဟပ်နေပါတယ်ပြောရရင်တော့အမေရိကန်ဟာအီရန်ကိုလက်လျှော့အောင်မိုက်မဲတဲ့လုပ်ရက်တွေမလုံးမိအောင်ဖိအားပေးနေတာပါဒီစင်အားတွေချထားတာကလက်နက်တွေနဲ့စစ်သားတွေတတ်တတ်မဟုတ်ပါဘူး ဒါဟာအရှိအလေပိုင်းရဲ့နိုင်ငံရေးအခြေအနေတစ်ခုလုံးကိုပြောင်းလဲပြစ်နေတာပါ။အီရန်ကဒီလိုအမေရိကန်ရဲ့အင်အားပြမှုအပေါ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကလက်ရှိအခြေအသေးရဲ့နှက်ရှိုင်းမှုကိုပြသပြီးတင်းမာမှုတွေဘယ်လောက်များနေလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်။အရှိအလေပိုင်းမှာအမေရိကန်ကစင့်အားတွေအများကြီးထပ်ပို့နေတာဟာအစ္စရေးကိုကာကွယ်ဖို့တင်မဟုတ်ပါဘူး။အီရန်နဲ့ရုရှားတို့ရဲ့ဩဇာမလွှမ်းမိုးအောင် တာစီဖို့အတွက်လည်းဖြစ်တယ်လို့ကြွမ်းကျင်သူတွေကပြောပါတယ်။ အာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုထိန်းချုပ်ဖို့အမေရိကန်ရဲ့ရည်ရှိစီမံကိန်းနဲ့ကိုက်ညီပါတယ်။အမေရိကန်ကဒေတာတဲကိုစစ်တီတွေနဲ့လက်နက်တွေအများပြားချထားခြင်းဖြင့်အီရန်ဒါမှမဟုတ်ရုရှားကိုဘယ်လိုအင်အားကိုမှဖြည့်ဆည်းခွင့်မပေးဘူးဆိုတာကိုပြသလိုက်ပါတယ်။ဒါကအရှိအလေပိုင်းအပေါ်အမေရိကန်ရဲ့ထိန်းချုပ်မှုကိုပိုပြီးခိုင်မာစေပါတယ်။ရုရှားကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကိုဒေဟင်ဒူသတင်းစာကအခြေအမြစ်မရှိဘူးလို့ပြောခဲ့ပါတယ်။ ဒါကရုရှားကအီရန်ကိုထောက်ခံတယ်ဆိုတာကိုပြသနေတာကြောင့်ဒေတာရင်းဟန်ချက်ညီအောင်ထိမ့်ဖို့အမေရိကန်ရဲ့ကြိုးပမ်းမှုတွေကိုပိုပြီးခက်ခဲစေပါတယ်။အမေရိကန်ရဲ့တည်ရှိမှုကရုရှားနဲ့အီရန်နှစ်နိုင်ငံလုံးကိုပြက်ပြက်သားသားတတိပေးလိုက်တာဖြစ်ပြီးဒေတာရဲ့အနာဂတ်ကိုပုံဖော်ရမှာသူ့ရဲ့ဂရီကဝတ်ကိုအားပြည့်ပေးပါတယ်။ဒါပေမဲ့ဒီလိုရဲရဲဝံ့ဝံ့လှုပ်ဆောင်မှုကတခြားကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့ပြဿနာတွေဖြစ်စေနိုင်တဲ့အန္တရာယ်ရှိပါတယ်။အီရန်ကိုထိန်းချုပ်ရင်ပဋိပက္ခကြီးတွေမဖြစ်အောင်ရှောင်ရှားဖို့က အမေရိကန်အတွက်အရန်ကိုခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ဒီမဟာဗျူဟာကအီရန်ရဲ့စစ်ရေးနဲ့နျူကလ িয়ার စွမ်းရည်ကိုကန့်သက်ဖို့ရည်ရွယ်ပေမဲ့ရုရှားနဲ့တခြားနိုင်ငံတွေနဲ့တင်းမာမှုတွေပိုတိုးလာနိုင်ပြီးကမ္ဘာမဟာမိတ်ဖွဲ့မှုတွေကိုပြောင်းလဲပြစ်နိုင်ပါတယ်။အီရန်အနေနဲ့အမေရိကန်ရဲ့ဖိအားပေးမှုအပေါ်ကိုတုံ့ပြန်တဲ့ပုံစံကအရှိအလေပိုင်းရဲ့အင်အားချင်းခွင်ရှာကိုဒီအချက်တဲကဘလောက်အထိတက်ရောက်မှုရှိလဲဆိုတာကိုပြသပါတယ်။အစ္စရေးကိုကာကွယ်ဖို့နဲ့အီရန်ရဲ့ရည်မှန်းချက်တွေကိုထိန်းချုပ်ဖို့ရည်ရွယ်တဲ့ အမေရိကန်ရဲ့စင့်အားချထားမှုကဒေတာတွင်တင်းမာမှုကိုပုံမှုမြင့်တက်စေပါတယ်။ထောင်ပေါင်းများစွာသောစစ်သည်တွေခိမီဒုံးကြီးကာကွယ်ရေးစနစ်တွေနဲ့ USS Thomas Hunter လိုစစ်သည်မော်တွေနဲ့အတူအမေရိကန်ကအီရန်ကိုရှင်းရှင်းလင်းလင်းသတိပေးနေပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုထောက်ခံနေပါတယ်။ဒါပေမဲ့ဒီလိုအင်အားပြမှုကအီရန်ကိုဒေါင်ကျင်းတဲ့ကိုရောက်စေပြီးလက်တုံ့ပြန်မှုတွေဖြစ်ပေါ်စေနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါက Hezbollah လိုအဖွဲ့တွေကနေတဆင့်ဖြစ်နိုင်တယ်လို့ အမေရိကန်နဲ့အစ္စရေးအဆောက်အုံတွေပေါ်စိုက်ဘာတိုက်ခိုက်မှုတွေကနေတဆင့်လဲတိုက်ခိုက်မှုတွေရောက်လာတာဖြစ်နိုင်ပါတယ်။အမေရိကန်ကဖိအားပေးတာကိုဆက်လုပ်ပြီးအီရန်ကသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကနေနောက်ဆုတ်ဖို့ညှင်းဆန်မယ်ဆိုရင်ဆော်ဒီအာရေဗျာဒါမှမဟုတ်တူရကီလိုမဟာမိတ်တွေကိုပါဆွဲသွင်းပြီးပုံမူကျေပြန့်တဲ့စစ်ပွဲတစ်ခု ဖြစ်ပွားလာနိုင်ပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တော့ရှိနေပါသေးတယ်။ EU ရဲ့အရေးပေါ်ဆွေးနွေးပွဲတွေလိုတတမန်ရေးနီးလန်းတွေကအောင်မြင်ခဲ့ရင် ယာယီနျူကလ িয়ার သဘောတူညီချက်တစ်ခုရရှိနိုင်ပါတယ်။ကမ္ဘာကြီးကအလင်းအမြန်လှုပ်ဆောင်ပြီးဆွေးနွေးမှုတွေကိုစတင်ဖို့ American, Israel နဲ့ Iran တို့ကိုတင်းမာမှုတွေတွန်းမြင့်တာထက်ဆွေးနွေးပွဲတွေကိုဦးစားပေးဖို့တိုက်တွန်းရပါမယ်။ဒီလိုကြိုးပမ်းမှုတွေကသာအရှိအလေပိုင်းမှာစစ်ပွဲရဲ့ချင်းချောက်မှုကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်း American က Iran ရဲ့ nuclear စခန်းတွေကိုဘုံကျဲတိုက်ခိုက်လိုက်ကြတဲ့ကစစ်ပွဲဟာတရားဝင်စတင်နေပြီလို့ပြောလို့ရသွားပါပြီ။ ဒီအခြေအနေကတိထပ်ပိုးဆိုးလာဖို့ပဲရှိပြီးဘယ်လိုမျိုးအဆုံးသတ်မှုတွေရှိလာနိုင်မလဲဆိုတာကိုခံမှန်းရခက်ပါတယ်။အီရန်ရဲ့ပြင်းထန်တဲ့လက်တုံပြန်မှုကြောင့်ဒေသရင်းစစ်ပွဲကြီးဖြစ်လာနိုင်တယ်လို့နျူကလ িয়ার လက်နက်အသုံးပြုတဲ့အန်ဒီရဲ့အထိပါဦးတည်သွားနိုင်ပါတယ်။ဒါမှမဟုတ်စစ်ပွဲကချက်ချင်းမပြီးပဲရေရှိပဋိပက္ခတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဒေသရင်းအာဏာချင်းတွင်ရှာကိုပါကြီးမားစွာပြောင်းလဲပြစ်နိုင်ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေစတင်ပြီးနောက်ပိုင်းအီရန်လွတ်တော်လဲဟောမတ်ရေလက်ကြားကိုပိတ်ဆို့လိုက်ပြီးတော့ အခြေအနေကပိုပြီးဆိုးရွားလာမှာတေကြပါတယ်။ကဘာကြီးအနေနဲ့ဒီပရိပက္ခတ်ကိုဘယ်လိုရက်တက်နိုင်မလဲဆိုတာကတော့လာမယ့်ရက်တွေမှာအဖြစ်ပေါ်လာမှာဖြစ်ပြီးလူသားတွေရဲ့အနာဂတ်အတွက်စိန်ခေါ်မှုကြီးတစ်ခုလည်းဖြစ်လာပါလိမ့်မယ်။